မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်16ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခရရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝေဟင် Channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စင်ကူမျိုးနယ်တနေရာသို့တရဝူးလေတပ်မှတတ်သော Jet Fighter တစ်စီးဖြင့်မနက်6:58မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗန်မောင်းမြို့နယ်တနေရာသို့မကွေးလေတပ်နှင့်တရဝူးလေတပ်မှတတ်တော်ဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်နှစ်စီးဖြင့်မနက်တနာရီ30မိနစ်မနက်ခုနနာရီ14မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝိုင်မုံမြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်မှတတ်တော်ဂျက်ဖိုက်တာနှစ်စီးဖြင့်မနက် ၈နာရီ53မိနစ်၉နာရီ44မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမျိုးနယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်၁၂နာရီ၉မိနစ်၁၂နာရီ၁၃မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေယာဉ်တစ်စီးဖြင့် နေ့လယ်တနာရီ15မိနစ်ခန့်အချိန်မှစတင် ပြန်ဝဲက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမော်မြို့နယ်တနေရာသို့မြင်ကြီးနားလေတန်းမှတက်တော် Jet Fighter 3စီးဖြင့်မနက်7နာရီ32မိနစ်နေ့လယ်7နာရီ42မိနစ်7နာရီ43မိနစ်ညနေ4နာရီ42မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ကဏီမြို့နယ်တနေရာသို့မုံရွာနာမခမတက်တော်ဂျိုင်ကော့ပတ်3စီးဖြင့်နေ့လယ်တနာရီ25မိနစ်တနာရီ30မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်းမြို့နယ်တနေရာသို့ပခုတ်ကူတက်မှတရတက်မှတက်တော်စစ်တပ်လီထီပါရာမော်တာ4စီးဖြင့်နေ့လယ်12နာရီ36မိနစ်12နာရီ38မိနစ်3နာရီ2မိနစ် 3နာရီ5မိနစ်3နာရီ10မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကဒေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတက်တော်ဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တစည်းဖြင့်ည9နာရီ10မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဒေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြင်းချံမြို့နယ်တနေရာသို့ပခုတ်ကူတပ်မှတရားသိမ်းမှတက်တော်စစ်တပ်လီထီပါရာမော်တာတစည်းဖြင့် ည၈နာရီ10မိနစ်၈နာရီ9မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြင်းချံမျိုးနှင့်ငန်းစုံမျိုးနှင့်အဆက်တနေရာသို့ပခုတ်ကူတက်မှတရတင်းမှတက်တော့စစ်တပ်လေထီပါရာမော်တာ၂စီးဖြင့်ည၈နာရီ10မိနစ်၈နာရီ13မိနစ်၈နာရီ15မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ဗမော်မြို့နယ်တနေရာသို့မိတိလာလေတပ်မှတက်သော Y8 စစ်ထောက်ပို့လေရင်3စီးဖြင့်မနက်10:28နာရီမိနစ်နေ့လယ်12:41နာရီမိနစ်3နာရီ40မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကာခဲရဲရိတ်ခါထုံများကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်16ရက်17လ2025ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလေတပ်နေပြည်တော်မကွေမြစ်ကြီးနား မိတီလာလေတက်များမှ Jet Fighter Y12 Y8 Gyrocopter နဲ့ Paramotor များပြန်တက်မှုအကျဉ်းရေ46ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု28ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန် ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင်း Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောအက်ဝေဟင်း Scout Bot ကိုဆက်သွယ်သတင်းပို့ပြကြပါယင်မြစ်တာရက်ခံအပ်ပါသည်ရှင်ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်